Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ United နဲ့ပတ်သက်တဲ့နောက်ဆုံးရဒီကစားသမားအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ော့ United အနေနဲ့ကျွန်တော်တို့အရင်ဆုံးဒါ United အပြောင်းရွှေ့ရောက်ကြတဲ့အချိန်မှာမာဒီယက်ကွန်ညာအောင်စတင်ပြီးတော့ရအောင်ဒါအရဆော်စီဒီခေါ်နိုင်လိုက်တယ်ဒုတိယပြတ်မှတ်တစ်ခုအနေနဲ့ဆိုရင်တော့ Brian Amumu ကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးစားခဲ့တယ်အခုလက်ရှိမှာဆိုရင်တော့ကျွန်တော်တို့ United နဲ့ Brentford ရဲ့ကြားထဲမှာဆိုရင်လည်းကျွန်တော်တို့ဒီသဘောတူညီမှုရရှိသွားပြီကစားသမားတွေကအစိုးရကြတဲ့အချိန်မှာသဘောတူညီမှုရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လာမယ့်ရက်ပိုင်းအတွင်းမှာဒါ Brian Amumu အနေနဲ့ United မှာကျွန်တော်တို့ဒါစစ်စစ်မှုကြီးပြုလုပ်တော့မှာပေါ့နော်အဲ့တော့ Brian Amumu ရောက်လာခဲ့တာတော့ United အတွက်တကယ်ကိုဒုတိယပြတ်မှတ်က အော်အားရစရာကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ United အနေနဲ့အခုလက်ရှိမှာဆိုရင်ကစားသမား2ယောက်တိတိဒါခေါ်ယူပြီးသွားပြီနောက်ထပ်ထပ်ပြီးတော့ခေါ်ယူဖို့ဆိုတာကတော့ကျွန်တော်ထင်တော့လုံးဝမဖြစ်နိုင်သေးဘူးလို့ထင်တယ်ဘာလို့လဲဆိုတော့ United အနေနဲ့အခုလက်ရှိမှာကစားသမားတွေကိုအရင်ဆုံးရောင်းချမှဖြစ်မယ်ကျွန်တော်တပတ်ဆက်ဆိုရင်လည်းအခုဒီကစားသမား2ယောက်ဝယ်လိုက်တာနဲ့ကိုပဲတန်100ကျော်သွားပြီဆိုတော့တန်120လောက်တောင်ကျော်သွားပြီအဲ့အတွက်ကြောင့်မို့ United အနေနဲ့ကျွန်တော်လက်ရှိရှိနေတဲ့ကစားသမားတွေကိုဒါရောင်းချမှဖြစ်မယ် အဲ့တော့ယာတီအစတော့အငားချထားတဲ့ကစားသမားအချို့ကိုလည်း United အနေနဲ့ရောင်းဖို့ရှိသေးတယ်အဓိကအနေနဲ့ပြောရမယ်ဆိုရင်တော့ Jadon Sancho တို့ကျွန်တော်အန်တိုနီကျွန်တော် Marc Rafo ပေါ့နော် Marc Rafo အနေနဲ့ဆိုရင်လည်းသူ့ရဲ့ဒါလောကလာစားကတော်တော်လေးမြင်မာတဲ့အတွက်ကြောင့်မလို့ဒါ Barcelona အသင်းအနေနဲ့အခုလက်ရှိအချိန်ဒီခေါ်ယူဖို့ကတော်တော်လေးဒါခက်ခဲနေတယ်ပြောလို့ရတယ်ဒါပေမဲ့ Barcelona အနေနဲ့ကြည့်မယ်ဆိုရင်လည်း Barcelona ကအဲကျွန်တော်ဒီ Athletic Bilbao ရဲ့ဒါဝင်ဘက်ကစားသမားတယောက်ဖြစ်တဲ့ကျွန်တော်ကနီကိုဝီလျံပေါ့နော်နီကိုဝီလျံနဲ့လည်းတည်င်းတွေတော်တော်များများထွက်နေတယ်ဆိုတော့နီကိုဝီလျံကဒါ Barcelona အနေနဲ့ခေါ်ယူလိုက်မယ်ဆိုရင် ကျွန်တော်တို့ဒါ market rafo ကိုဒါအပြီးတက်နဲ့ခေါ်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူး United United အသင်းဘက်ကလည်းအခုလက်ရှိဒါ Jadon Sancho တို့ကျွန်တော်ဒီ market rafo တို့ဒီနေ့အောင်လုံးကိုကျွန်တော်အသင်းဘက်ကလည်းလုံးဝအပြီးတက်ပဲရောင်းချင်တာဒါပေမဲ့ခေါ်ချင်တဲ့အသင်းတွေကလည်းအခုလက်ရှိမှာလာပြီးတော့ကမ်းလှမ်းတာတော်တော်များများဒီအငားနယ်ပဲဖြစ်နေတဲ့အတွက်ကြောင့် United အနေနဲ့လုံးဝအဲဒါစိတ်ဝင်စားဖို့နော်ဒီနေ့အောင်လုံးကိုကျွန်တော်တို့ဒါ United ဘက်ကတော့အပြီးတက်ရောင်းဖို့ပဲတွေးထားတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါ Matias Konya နဲ့အခု Brian Ambumo ဒါအသင်းကိုရောက်လာပြီဆိုတော့နောက်တဲ့ ဒါလိုအပ်နေတဲ့တိုက်စစ်မှုတို့ကွင်းလယ်တို့ဒါအကိုးစမားနေရာအတွက်က တော်တော်လေးလိုသေးတယ်လို့ပြောလို့ရသေးတယ်။ဘာလို့လိုသေးလဲဆိုတော့ဒီကစားသမားတွေကိုရောင်းချပြီးမှပဲကျွန်တော်အနေနဲ့ဆက်ပြီးတော့ခေါ်ဖို့ဆိုတာကဖြစ်နိုင်မယ်။အဲ့တော့အခုလက်ရှိဒါကွင်းလယ်နေရာအတွက် United အနေနဲ့စိတ်ဝင်စားတယ်ဆိုပြီးတော့တင်းနေပြန်ပြီးတော့ထွက်ပေါ်လာခဲ့တဲ့ကစားသမားတယောက်ရှိရပါတော့။တင်းနေပြန်ပြီးတော့ထွက်လာခဲ့တာကတော့အဲကျွန်တော်ဒါ Richard Rice ပေါ့နော်ကျွန်တော်အဲ Plami ရဲ့အသင်းရဲ့ကျွန်တော်ကစားသမားတယောက်ဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီကစားသမားရဲ့နာမည်ဒါအတတ်မှားသွားရင်လည်း sorry ပါနော်။အဲ့တော့ဒီကစားသမားကအခုလက်ရှိမှာဆိုရင်တော့အသက်အရွယ်အပြင်ကျွန်တော်က25နှစ်ပဲဖြစ်ရှိသေးတယ်ပေါ့နော်။အော်ကိုလံဘီယာသား။အဲ့တော့ ဒီကစားသမားကိုလည်းကျွန်တော် United အသင်းဘက်ကနေပြီးစိတ်ဝင်စားတယ်ဆိုပြီးတော့ဒါပြောထားတယ်။နောက်ပြီးတော့တိုက်စစ်နေရာအတွက်ကတော်တော်လေးစိတ်ဝင်စားတယ်။ဘာလို့လဲဆိုတော့ United အနေနဲ့အခုမာဒီရဲ့ကွန်ညာရော Brian Ambubo ခေါ်ယူပြီးသွားပြီဆိုတော့ဘေးကစားသမားဘေးတိုက်စစ်ကိုခေါ်มาလဲပေါ့နော်။တိုက်စစ်တရားလို့လာတာကောင်းကောင်းရသွားခဲ့မယ်ဆိုတော့ United အနေနဲ့နောက်ရသည်ကတကယ်ကိုဟိုစောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းတစ်သင်းဖြစ်သွားခဲ့ပြီ။ဘာလို့လဲဆိုတော့ဒီကစားသမားခေါ်ယူမှုနဲ့လက်ရှိရှိနေတဲ့အသင်းမှာရှိနေတဲ့ကျွန်တော် AMD ရလို့ Bruno Fernandes တို့ ဂျိုရှွာဇက်စီတို့နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်တော်တော်လေးအလုတ်ဖြစ်သွားပြီလို့ကျွန်တော်တို့မြင်တယ်ဘရူနိုဖာနန်ဒက်လည်းရှိနေသေးတဲ့အနေအထားမှာ United အသင်းရဲ့တိုက်စစ်ပိုင်းကတော်တော်လေးအားကောင်းသွားမယ်လို့လည်းမြင်တယ်အဲ့တော့ United အနေနဲ့အခုလက်ရှိမှာအငားအနေပြန်လာခဲ့တဲ့ကစားသမားတွေကိုမြန်မြန်ရောင်းချနိုင်မှာပဲကစားသမားအသစ်တွေမြန်မြန်ဒါဝယ်ယူနိုင်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောအခုလက်ရှိလိုအပ်နေတဲ့တိုက်စစ်တနေရာအတွက်ကျွန်တော်ဒါဘယ်တိုက်စစ်မှုရွေးချယ်သွားမယ်လို့ထင်ကြလဲနောက်ပြီးတော့ကျွန်တော်တိုက်စစ်နေရာပြီးတော့ဒါကွင်းလယ်ပိုင်းတွေရောကိုသမားနေရာမှာဆိုရင်လည်းဒါအပြောင်းလဲလုပ်ဖို့ရှိသေးတဲ့အတွက်ကြောင့်မို့ဒီနေရာရင်းနဲ့ပတ်သက်ပြီးတော့ ဒါဘယ်သူတွေရောက်ရှိလာမယ်လို့ထင်ကြတယ်ကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါဦးအဲကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့ Faber လေးပဲဖြစ်ပါတယ်